ရွေးကောက်ပွဲလုံးပေါ်ပေါက်လာမဲ့အစိုးရအသင်းအနေနဲ့မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့နိုင်ငံရေးအကျပ်တဲကိုကြော်လွှားနိုင်ရေးအမျိုးသားညီညွတ်ရေးကိုတည်ဆောက်ဖို့လိုတယ်လို့ရခိုင်ဥဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကစီရင်စင်ဌာနကိုပြောပါတယ်ပါတီဆောင်ဒီမိုကရေစီထူထူရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်းအသစ်အနေနဲ့နှုနယ်တရားနှစ်မြို့နယ်မှာကျင်းပသွားမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်းနှစ်အနေနဲ့နှုနယ်တရားမြို့နယ်မှာကျင်းပမှာဖြစ်ပါတယ် ရွေးကောက်ပွဲအပြီးပတ်ပေါက်လာမယ့်အဆိုအရကအမျိုးသားပြန်လည်ရည်ကြားစေရင်လည်းအမျိုးသားညီညွတ်ရေးကိုမရရအောင်တည်ဆောက်မယ်လို့ရခိုင်ဥဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကစီရင်စင်ဌာနကိုပြောပါတယ်။လာမယ့်ရွေးကောက်ပွဲအလွန်မှာပို့ထွန်းလာမယ့်တရှိဆိုရတာအာဏာဆွေးပြောင်းမယ့်အဆိုအရတရားဒီပို့ပြီးနော်နိုင်ငံတကာရေးရာအချင်းချိုးပြောင်းနိုင်ချေပို့ရှိပါဘူး။ဘယ်လိုပဲတိုင်းနာဒီနဲ့ပတ်သက်လို့လည်းကံဒီတစ်ခါဖြည့်ရှင်းမှုနဲ့ပတ်သက်လို့ 男人也有的，有的啊，那到得了，伯伯、妈妈、奶奶、妈妈伯，我,们我们 ev, 那呃，起码嘞，我那生活都苦，稀薄落的。阿里生活咋个呢？刘大爹嘞，人家是因呢，刘大爹叫伊个美伢伢哦，少人的是个，他呢他少，他没少个，开嘛也得有退休金过落去，阿里开嘛是穷些过落去。罗，strong government people 落去，阿得落个就两年到来，那个那个搬迁的蛮艰难的，我比如言。 不啦，这第三三千八五百的阿拉诺照片，哪样没？嗯，这个收养，这个你去西眼看嘛？啊，盐铺西的这个收养，实实在在不比阿江办起西的收养部门要漂亮，办起样嘛？这个罗漂亮，那面收养品怎么去办？那边阿妹子一路又买来，哪样罗得过？我讲来第三面，跟他有钱嘛？这个不，不用噶啦嘛，不穿能去西样嘛？ တက်လာမဲ့အစိုးရအသစ်တဲ့အနေနဲ့နိုင်ငံတကာအေဂျင့်ရေးကိုရှေ့ရှုပြီးအဖွဲ့အစည်းတွေအားလုံးနဲ့တွဲဆောင်ညှိနှိုင်းဆွေးနွေးတင်တယ်လို့ရှမ်းနဲ့တိုင်းဒါမြန်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဆိုင်းအိုက်ပေါင်းကစေနာဇင်ဌာနကိုပြောပါတယ်။ကျွန်တော်အနေနဲ့ကတော့တနင်္ဂနွေလောအစ်ခရဲ့ဆေးရံဒီခရဲ့ဆေးရံကိုညှိနှိုင်းရဖို့တော်မလဲကျွန်တော်ပြည်ထောင်စုကြီးကိုဘယ်လိုဟိုဖက်ဒရယ်ပုံစံကိုဘယ်လိုတော်မလဲဆိုတာတွေးဆုံညှိနှိုင်းရမယ်လေတွေးဆုံညှိနှိုင်းရမယ် ်အမှားဆုံးပြည်သူတို့နော်လူငယ်တွေမသိရအောင်အပြစ်ခရက်ဆဲရမယ်အပြစ်ခရက်ဆဲပြီးတော့တိုင်းပြည်ကိုဘယ်လိုကောင်းလုပ်မလဲဆိုပြီးတော့တွစ်ဆောက်ဆွေးနွေးမှုတော့တိုင်းပြည်ချစ်တဲ့စိတ်နဲ့တော့ဒီတော့ဒီကိုချစ်တဲ့စိတ်နဲ့လည်းလုပ်တော့ပြောင်းနေပြောင်းသခွင့်နဲ့တော့အပြစ်မတင်ပါနဲ့လေဘယ်လိုလုပ်ကြမလဲတိုင်းပြည်ရှိရင်းကြအောင်ရေးရေးချေဖို့ပြောတော့အောင်ရေးချေ ြင်းချင်းနေကြဘယ်လိုလုပ်ကြမလဲတိုက်ကြည့်ဖြိုးဖြိုးတိုးတက်ဘယ်လိုလုပ်ကြမလဲအတိတ်ကိုအတိတ်မှာပဲထားလိုက်နော်အတိတ်ကိုမေးပြလိုက်အရှိအနာဂတ်ကိုပဲကောင်းအောင်ဘယ်လိုလုပ်ကြမလဲဆိုတာဒါကအဲတိုင်ပြဆွေးရင်းလေနော်တိုင်ပြဆွေးရတာဘွာလို့ပေါ့ဗျာဒီဒီဟိုအဖွဲ့တွေအားလုံးကပုံမလေးလေးဟိုဘောဆွေးဝိုင်းမှာဆွေးနေပြီးတော့ရင်းချောင်းရင်းတော့ကမှဒါမှ တိုင်းပြည်ကမနစ်နိုင်ဘူးလေသူတို့တိုင်းပြည်ကအရန်နေတာတဲ့နိုင်ငံတော်လုံးကြောင်းရင်းနဲ့အေဂျင်တာရဲ့ကော်မရှင်အုပ်ချုပ်ထောက်ဗိုလ်ချုပ်မူကြီးမင်းအောင်လည်းကရွေးကောက်ပွဲမှာအနိုင်ရတဲ့နိုင်ငံရေးပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်တယ်လို့ပြောကြားထားပါတယ်။လာမယ့်ရွေးကောက်ပွဲပြီးရင်တပ်မတော်ကနိုင်ငံရေးအတွက်မပါပဲနိုင်ငံတော်ကာကွယ်ရေးကိုပဲတာဝန်ထမ်းဆောင်သွားမယ်လို့ဗိုလ်ချုပ်မူကြီးမင်းအောင်လည်းကတပ်မတော်ကိုအသိပေးထားပါတယ်။အဲဒီနောက်ရွေးကောက်ပွဲအလုံးအစိုးရကိုအမျိုးသားညီညွတ်ရေးအစိုးရပုံစံဖွဲ့စည်းလို့ကြောင်းပြည်သူတွေကမျှော်လင့်နေကြပါတယ်။